စနေနေဘောမိတ်ဆွေများအတွက်ယခုကောစာတက်ကြေ1389ခုနှစ်ဒီနှစ်တာအတွင်းမိတ်ဆွေများတွေ့ကြုံရမည်ကံအနေထားများကိုကြိုတင်သိရှိစင်ကျင်သုံးသပ်နိုင်စေရန်အတွက်ယခုကောစာတက်ကြေ1389ခုနှစ်တနစ်စာဟောစတန်းကို မိတ်ဆွေများအတွက်အကြံပြု၍ဟောပြောပေးသွားမှာဖြစ်ပါသည်စနေနေ့ဘဝမိတ်ဆွေများအနေဖြင့် ယခုကောစာတက်ကရစ်1389ခုနှစ်တနှစ်တာအတွင်းမှာမိတ်ဆွေများအနေဖြင့်တွေးတော်မျောလင့်မထားသောနေရာများ တွေးထင်မထားသောမိတ်ဆွေများထံမှ အကူအညီကောင်းနေအထောက်ပံ့ကောင်းနေငွေကြေးဥစ္စာတွေရရှိလာပေလိမ့်မည်အလုတ်ကင်နဲ့ပတ်သက်၍လဲကံကောင်းခြင်းတွေငွေကြေးလက်လာဘကံများနဲ့အထူးကောင်းကျိုးခံစားရပေလိမ့်မည်အလုတ်ရှာရတာလဲလွယ်ကူမည် ငွေရှာရတာနဲ့လွယ်ကူနေမိဤကာလတွေအတွင်းမှာမိတ်ဆွေများအနေဖြင့် အလှမင်္ဂလာတွေပြုရခြင်းအလှပွဲမင်္ဂလာပွဲတွေတွားရောက်ရတာမျိုးတွေပါဝင်ပတ်သက်ရတာမျိုးတွေနဲ့ကြုံတွေ့ရပေနိုင်မိမိမိကိုကိုညီမဆမဲ့မိကောင်းဆွေကောင်းတွေနဲ့လဲတွေ့ကြုံစုံစည်းရကြပါလိမ့်မည်မိမိတို့ဤကောင်းသောနာမည်ဂုဏ်သတင်းတွေလဲလူအများကြားမှာမှုပြန့်ကြော်စောမှုတွေလဲ ရရှိပါလိမ့်မည်မိမိတို့ကျင်လည်လောကံရာလုပ်ငန်းခွင်အတွင်း၌လည်းချီးမွမ်းခံရခြင်းဂုဏ်ပြုခံရခြင်းစုလတ်များလည်းရရှိကြုံတွင်ရပေလိမ့်မည်ထိုနှစ်ကာလတွင်အတွင်းမှာမိမိတို့နေထိုင်ရာပတ်ဝန်းကျင်တွင်၌ပျော်ပွဲရှင်ပွဲများရှိပါကနမိတ်ကောင်းဆောင်ပါသည်ဘိုးဘွားမိဘဆွေမျိုးများထံမှဝေကြီးအကူအညီကောင်းတွေလည်းရရှိ ဖြစ်ပေါ်လာပင်လိမ့်မည်ထို့ကြောင့်စနေနေဝမိတ်ဆွေများတွင်မှထိုနှစ်အပိုင်းခြားကာလတွင်အတွင်မှဆိုရင်ခြံကိစ္စကားကိစ္စကြောင့်မြေယန္တနာကိစ္စရက်ဒီလုပ်ငန်းမျိုးတွေကားအယောင်းဝယ်ကိစ္စရက်ဒီအခမ်းအနားအပြင်စင်မန်တပ်အပြင်စင်လုပ်ငန်းမျိုးတွေကြံငါးကြံကွန်းလုပ်ငန်းမျိုးတွေကွန်ပျူတာကိစ္စ ကွန်ပျူတာနဲ့ဆက်ဆက်ပစ္စည်းအယောင်းဝယ်ဆိုင်ရာလုပ်ငန်းမျိုးတွေကြော်ညာရိုက်ကူးရေးလုပ်ငန်းမျိုးတွေအကောက်အခွန်လုပ်ငန်းမျိုးတွေနိုင်ငံခြားငွေလဲလှယ်ဝယ်ယူစုဆောင်းရောင်းချခြင်းဆိုင်ရာလုပ်ငန်းမျိုးတွေဓာတ်ဆီဒီဇယ်ဓာတ်သတ္တုရေနံနဲ့တွင်းထွက်ပစ္စည်းဆိုင်ရာထုတ်လုပ်ပြန်ပြူရောင်းချခြင်းဆိုင်ရာလုပ်ငန်းမျိုးတွေဓာတ်ငွေမျိုးစုံအမျိုးမျိုးပြန်ပြူရောင်းဝယ်ခြင်းဆိုင်ရာလုပ်ငန်းမျိုးတွေအဝိတ်ထန်လုပ်ငန်းမျိုးတွေလောင်းကစား ိုင်းလုပ်ငန်းမျိုးတွေထီလုပ်ငန်းနို့နဲ့နို့ထွက်ကုန်ပစ္စည်းရိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်ခြင်းဆိုင်ရာလုပ်ငန်းမျိုးတွေစသည့်လုပ်ငန်းမျိုးတွေကိစ္စရပ်တွေနဲ့ပတ်သက်ခြင်းလည်းလုပ်ကန်ဆောင်ရွက်နေကြသောစနေနေဘဝမိတ်ဆွေများအနေဖြင့်ထိုနှစ်ကာလအပိုင်းခြားတွေအတွင်းမှာထိုလုပ်ငန်းထိုကိစ္စရပ်တွေနဲ့ပတ်သက်၍လည်းမိတ်ဆွေတို့မှအကျိုးအမြတ်ကောင်းတွေပုံမူရရှိဖြစ်ပေါ်လာပေနိုင်မည် စနီနေဝမိတ်ဆွေများအနေဖြင့်တနှစ်သာကာလအတွင်းမှာကျန်းမာရေးအနေဖြင့်ဝမ်းပိုင်းနဲ့ပတ်သက်သောအနာရောဂါလေးတွေဖြစ်လွယ်တတ်ပါသည်။ဥအုံဒီဝတ်သားအရက်တို့ကိုရှောင်ကျင်ပါလို့အကြံလေးပေးပါရစေ။စနီနေဝမိတ်ဆွေများအနေဖြင့်ထိုနှစ်ကာလအပိုင်းခြားတွေအတွင်းမှာကဆုံလဝါဆိုဝါကောင်လတဘူရွေးလစသည့်ထိုလအပိုင်းခြားတွေအတွင်းမှာ မိမိတို့ဆောင်ရွက်လောက်ကင်ပြီးကိစ္စရက်ဒီအပေါ်မှာညံနှင့်ဆင်ခြင်းသတိပြုဆောင်ရွက်လောက်ကင်သင်ပါသည်ဟု အကြံပြုပါရစေထိုလားအပိုင်းခြားကာလတွင်အတွင်းမှာဆိုရင်အလုံးကိစ္စအိမ်ကိစ္စအကြီးအကဲမိသားစုဝင်များနှင့်ပတ်သက်ရ၍စိတ်တော်ကဖြစ်เสียလေးတွေလည်းကြုံတွေ့ရတတ်ပါသည်မိမိအောက်ငယ်ရွယ်သူလက်အောက်ငယ်သားများနှင့်ပတ်သက်၍လည်းအချင်းများเสียလေးတွေလည်းဖြစ်ပေါ်တတ်ပါသည် အမှုပြဿနာများလည်းဖြစ်တတ်သောကြောင့်သတိရှိပါငွေကြေးကိုအကြောင်းပြုသော၎င်းအလို့ကိစ္စကိုအကြောင်းပြုသော၎င်းမိမိပိုင်ပစ္စည်းဥစ္စာများထူခွဲရောင်းချပေါင်နှံခြင်းများသတိရှိပါလို့အကြံပေးပါရစေထိုလားအပိုင်းခြားကာလတွေအတွင်းမှာဂုံတိုက်ခါထိပါမှုလေးတွေလည်းကြုံတွေ့ရတတ်သောကြောင့် ဆာဆာယာယာအပြောဆိုအနေထိုင်လေးတွေသတိရှိပါလို့အကြံပေးပါရစေ။ထို့ကြောင့်စနေနေ့ဘဝမိတ်ဆွေများအနေဖြင့်ထိုလားအပိုင်းခြားကာလတွေအတွင်းမှာမိမိတို့ဆောင်ရွက်ရာကိစ္စရပ်တွေအပေါ်မှာအမှားယွန်းနေအောင်သတိပြုဆောင်ရွက်လုပ်ကိုင်သင့်သလိုမိတ်ဆွေတို့အတွက်အနစ်နာဆုံးရှုံးမှုများယုံနေပပျောက်စီရန်အတွက်ဤနှစ်တနည်းစွာဟောစတန်းကိုအကြံပြု၍ဟောပြောပေးလိုက်ပါသည် အခြေအနေပတ်သက်၍ချေရသောသူရဲ့ဂယုဆိုင်ကျင်နာမှုလေးတွေလည်းခံစားရပေလိမ့်မည်။အိမ်တော်တွေများအဖို့အိမ်တွင်နဲ့ပတ်သက်ပြီးတော့စိတ်မိုးကျက်စရာလေးတွေစိတ်ညစ်စရာလေးတွေရံဖန်ရံခါပေါ်ပေါက်တတ်ပါသည်။မိတ်ဆွေများအနေဖြင့်တနစ်တာအတွင်းမှာကံကောင်းခြင်းများပုံမူရရှိဖြစ်ပေါ်အောင်လို့ စိုးတရားများတတ်တာယုံနေပပျောက်စီရန်အတွက်ဆောင်ရွက်ရမယ့်ရည်ရည်လေးကတော့တလင်းလာနေတိုင်းတလင်းလာနေတိုင်းမှာအလူခံပုဂ္ဂိုလ်များအားကိတ်မုတ်ဒါနတအားသေးလေးတွေလှူဒန်းပေးပါမိတ်ဆွေများအနေဖြင့်ဤတနစ်သာအတွင်းမှာမကောင်းသောကံများပပျောက်ကြပါစေကောင်းကျိုးချမ်းသာများတွေ့ကြုံကြ၍ လုံစည်းဘွား၊ကင်စည်းဘွားများနဲ့တိုးတက်ကြီးပွားအောင်မြင်ကြပါစေ။ကက်သုံးပါးမှလည်းကြော်လွားလွံ့မြောက်နိုင်ကြပါစေ။စိတ်ချမ်းသာကိုယ်ချမ်းသာပြီးတော့လူရာဆန္ဒတွေပြည့်ဘဝတွေလည်းငြိမ်းချမ်းပါစေလို့မိတ်ဆွေများအားဆုတောင်းမေတ္တာပို့သလိုက်ပါသည်။မိတ်ဆွေများအားလုံးကျမ်းမှချမ်းသာကြပါစေ။